ဒီဇလန်လေးဟာ1960ပြည့်လွန်နှစ်တွေတုန်းက Cambridge တက္ကသိုလ်ရဲ့တမိုင်းဝင်အဆောက်အုံတွေထဲမှာစတင်ထားပါတယ်။အဲ့ဒီမှာပဲ Stephen Hawking ဆိုတဲ့ထူးချွန်ပြီးနိုင်ငံထိုင်းမိုင်းနဲ့ရှူပဗေဒပါရာဂူကျောင်းသားလေးတစ်ယောက်နဲ့စာပေကျောင်းသူလေး James Wallace တို့ရဲ့ဇလန်ဟာလည်းအစာပြုတ်ခဲ့တာဖြစ်ပါတယ်။ကျောင်းဆောင်ညီပွဲပါတီတစ်ခုမှာသူတို့နှစ်ဦးတွေ့ဆုံခဲ့ကြကာတိတ်ပတ်နဲ့အမှုပညာဖျားမဲ့ဝါဒနဲ့ဘာသာရေးကိုင်းဆိုင်မှုဆိုပြီးကဘာတွေခွဲခြားနေခဲ့ကြပေမဲ့သူတို့ကြားမှာချိတ်ဆက်မှုတစ်ခုကချက်ချင်းပဲစတင်ဖြစ်ပေါ် လာခဲ့ပါတယ်။ Stephen က James ကိုသူ့ရဲ့ဒီမန်းချက်အကြီးကြီးတစ်ခုကိုယုံကြည်မှုအပြည့်နဲ့ပြောပြခဲ့ပါတယ်။အဲ့ဒါကတော့ Sechora ထဲကအရာအားလုံးကိုရှင်းပြနိုင်မဲ့တခုတည်းတော့ပေါင်းစည်းညီမျှခြင်းကိုရှာဖွေချင်တာပဲဖြစ်ပါတယ်။စိတ်မကောင်းပေမဲ့လည်း Sechora ကတော့ရက်ဆက်တဲ့ကံကြမ္မာတစ်ခုကို Stephen အတွက်အသင့်ကြိုပြင်ဆင်ထားနေခဲ့ပါပြီ။ စတီဗင်ဟာဉာဏ်ပညာပိုင်းမှာသူ့အတန်းဘိုးတွေထက်များစွာသာလွန်ပြီးမဖြစ်နိုင်တဲ့ရှူပဗေဒပု္ပ္ပာ၁၀ခုထဲက၉ခုကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပါတယ်။တင်းငွေနဲ့တည့်ရက်မှာတော့စတီဗင်ဟာဂျင်းစ်ကိုဖျားကြောင်းမှာတွားချိုခဲ့ပြီးမိသားစုနဲ့အတူ နေလေစာစားခဲ့ကြပါတယ်။အဲ့မှာပဲဂျင်းဟာစတီဗင်ကိုဖျားတခင်အဖော်ဘာလို့မြုံကြည့်ရလဲဆိုပြီးမေးမြန်းခဲ့ပြီးစတီဗင်ကရှူပဗေဒပညာရှင်တစ်ယောက်အတွက်တဘာဝလွန်ဖန်ဆင်းရှင်အဖော်ယုံကြည်မှုဟာတွက်ချက်မှုတွေအပိုင်းမှာလမ်းချော်သွားနိုင်တာကြောင့်လို့ပြန်ဖြေခဲ့ပါတယ်။ ယ်ဒီလိုနဲ့စတီဗင်နဲ့ဂျိန်းတို့ဟာနှစ်ယောက်အတူတူပုံမအချိန်တွေဖြုံးပြစ်ခဲ့ကြပြီးနှစ်ယောက်ကြားထဲကတန်ရောစင်ဟာလည်းတစတစခိုင်မြင်းလာနေခဲ့ပါပြီစတီဗင်ရဲ့ဘဝဟာအရာအားလုံးအဆင်ပြေနေခဲ့ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတော့သူ့ကိုစတင်တစ္ဆာဖောက်လာခဲ့ပါတယ်သူဟာလက်ချေမငိမ်ဖြစ်လာပြီးလက်တွေကလည်းကောင်းစွာအလုံးမလုပ်တော့ပါဘူးနောက်ဆုံးမှာတော့ကြောင်းအသွင်လမ်းလျှောက်နေတုန်းမှာဆူရွားစွာလေးကြွားပြီးဆေးရုံတင်လိုက်ရပါတော့တယ်ဆေးရုံရောက်သွားတဲ့အခါတီးလိုက်ရတာဒါဟာမော်တာအာယုံကြောယောဂါအမျိုး စားတစ်ခုရဲ့လက္ခဏာတွေပါပဲဆရာဝန်ကအေးဆက်တဲ့စကလုံးတွေနဲ့စတီဗင်ကိုယောဂအကြောင်းရှင်းပြခဲ့ပါတယ်ဒီယောဂဟာကြွတားလှုပ်ရှားမှုကိုထိန်းချုပ်တဲ့ဆဲလ်တွေကိုဖြည့်ဆည်းပြမဲ့အုံနောက်နဲ့အာယုံကျောဆိုင်ရာယောဂတမျိုးပါအချိန်ကြာလာတာနဲ့အများစတီဗင်တယောက်လမ်းလျှောက်တာစကားပြောတာနဲ့အစာမျိုးချတာမျိုးတွေကိုလုပ်နိုင်တော့မှမဟုတ်ပဲအသက်ရှူရတာတောင်ခက်ခဲလာမှာပါဒါတင်မကတည်းပဲဝမ်းနည်းစရာကံကြမ္မာတစ်ခုရှိနေပါသေးတယ်ဒီယောဂကအုံနောက်ကိုတော့လုံးဝမထိခိုက်နိုင်တာဖြစ်လို့စတီဗင်ရဲ့အုံနောက်ကတော့ပုံမှန်အတိုင်းလေးပဲနေအောင် ဦးမှာဖြစ်ပေမဲ့ခန္ဓာကိုယ်အသေးသေးမှာပိတ်မိနေတဲ့ငံကြီးရှင်တူပဲဖြစ်လာနိုင်တော့မှာဖြစ်ပြီးသူ့ရဲ့ခမန်းချေလက်ကျန်တတန်းကလည်းနစ်နစ်ပဲဖြစ်ပါရဲစတီဖင်ဟာစိတ်သက်သာဆင်းသွားပြီးသူချစ်ရတဲ့ဂျိန်းကိုအဝေးစီတွန်းထုတ်ဖို့ကြိုးစားခဲ့ပါရဲဒါပေမဲ့ဂျိန်းကတော့ပိုပြီးတန်ပါတဲ့စိတ်သက်ရှိသူတစ်ယောက်ပါလက်ဆိုင်နဲ့အချစ်နဲ့ရင်းရင်းနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးစတီဗင်ရဲ့အဖေဖြစ်သူကိုသွားသွေ့ကတေချာပြင်စင်းစားဖို့တားနေတဲ့ကြားထဲကပဲစတီဗင်နဲ့အတူဒီယောဂါကိုရင်ဆိုင်သွားမှဖြစ်ကြောင်းပြောပြခဲ့ပါရဲဒူမ မဟာအချိန်တိုင်းတန်စတင်လှူရှားနေတာကိုသိပေမဲ့တိုက်ပွဲဝင်ဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။လက်ချင်းစုပ်ကန်ရင်မကြခင်ပြီးဆုံးသွားတော့မယ်လို့ထင်ရတဲ့အနာဂတ်စီကိုသူတို့နှစ်ဦးသာလက်ထပ်ပြီးဝင်ရောက်သွားခဲ့ကြပါတယ်။လက်ထပ်ပြီးတနစ်ခန့်အကြာမှာဆိုးရွားတဲ့ခမန်းချက်တွေကြားထဲကပဲတားလေးတယောက်မွေးဖွားခဲ့ပြီးသူ့ရဲ့ဘဝမှာပန်းတွေဝေဆာလာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပိုင်းတုန်းက Roger Perus ရဲ့ Black Hole တွေအကြောင်းဖော်ပြပွဲရနဲ့ Stephen ဟာသူစိတ်ဝင်စားတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။စစ်ကြောရာကြီးရဲ့အဆုံး အဆမရှိပြန်ကားနေမှုကိုရုပ်ရှင်တကားလိုမျိုးနောက်ပြန်ရေးကြည့်လိုက်ရင်ခြေတွေဖြူတွေ galaxy တွေစတာတွေအားလုံးဟာနောက်ဆုံးမှာတစ်ခုတည်းတော့စမတ်တစ်ခုမှာပဲပြန်လဲစုစည်းသွားမယ်လို့ TTO ရီထုတ်ခဲ့ပါတယ်ဆက်ဂျာရာဟာအဆုံးမရှိတဲ့အထိတိတ်တေးဆရှိတဲ့တစ်ခုတည်းတော့အမတ်ကနေမွေးဖွားလာတယ်လို့အခိုင်အမာပြောပြခဲ့ပါတယ် Stephen ဟာဒီကျမ်းကိုအမောခအဖွဲ့ရှိမှာတင်ပြခဲ့ပါတယ်ဒါဟာအမကန်အောင်မြင်မှုပါပဲ Black Hole တစ်ခုကဆက်ဂျာရာကိုဖန်တီးခဲ့ပြီးနောက်ဆုံးမှာဒီစမတ်ကိုပြန်လာပြီးအဆုံးတက်လိမ့်မ ယ်လို့သူငင်းခုန်ခဲ့ပါတယ်။သူဟာဒီ theory နဲ့ပဲပါရဂူဘွက်ကိုရရှိခဲ့ပေမဲ့ခန္ဓာကိုယ်ရဲ့ထိခိုက်မှုတွေကတော့တိုးလာနေပါတယ်။ပွဲယူပြီးဂုံပြူညစာစားပွဲမှာ Stephen ဟာလမ်းကောင်းစွာမလျှောက်နိုင်တော့ပဲ B-Tech ကလထိုင်ကသူ့ရဲ့ဘဝအစိတ်အပိုင်းဖြစ်လာခဲ့ပါပြီ။ဆရာဝန်တွေကတတ်မှတ်ထားတဲ့နှစ်နှစ်ဆိုတဲ့အချိန်ကာလကိုနှစ်ယောက်အတူရင်ဆိုင်ရင်းအချိန်တွေကုံဆုံးသွားခဲ့ပါတယ်။သူတို့မှာတမီလေးတယောက်ပါထပ်ရလာခဲ့ပါပြီ။ Stephen ဟာ theory အတိတ်တစ်ခုဖြစ်တဲ့ Hawking Radiation ကိုဖော်ထုတ်ခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့ ကြိုကြောင်းမှုကပုံမြင့်တက်လာခဲ့ပါတယ်။ Black Hole တွေဟာလုံးဝအနက်ရောင်မဟုတ်ဘဲအပူစွမ်းအင်တွေနဲ့တောက်ပနေတာဖြစ်ပြီးဒီလိုအပူထုတ်လွှတ်မှုကြောင့်ပဲစွမ်းအင်နဲ့ Dread တွေဆုံးရှုံးသွားကနောက်ဆုံးမှာအမခန်းပေါက်ကွဲမှုတစ်ခုနဲ့အတူပျောက်ကွယ်သွားမယ်လို့သူယူဆခဲ့ပါတယ်။သူဟာရှူပပေရာလောကရဲ့တန်ဒါယီတစ်ခုဖြစ်လာနေပေမဲ့သူ့ရဲ့အိမ်ထောင်ရေးကဘာလေးကတော့စတင်ပြိုကွဲဖို့အကြောင်းဖန်လာနေခဲ့ပါပြီးဂျိန်းအပေါ်မှာရှိတဲ့ Steven လို့ခေါ်တဲ့ဝင်းထုတ်ဝင်ပိုးဟာအတူလေးကြီးမားပါတယ်။သူမဟာကလေးတွေကိုတကိုယ်တန်းပြိုးထောင်နေရတယ်လို့ သူမရဲ့ရက်တက်နေတဲ့ပညာရေးအိမ်မက်တွေနဲ့လည်းလုံးချာလေနေခဲ့ပါတယ်။ဒါအပြင်အစာစားနေရင်းတောင်နင်တက်တဲ့စတီဗင်ကို24နာရီစောင့်ရှောက်ပေးနေရပါသေးတယ်။ဒါကြောင့်ပြင်ပနွမ်းနေနေပြီးခုခုကိုဆုံးရှုံးတယ်လို့စတင်ခန်းစားလာရပါတယ်။စိတ်ဖိစီးမှုတွေဖြေရှို့ဖို့ကြိုးစားရင်သူ့အမေရဲ့အကြံပြုချက်နဲ့ပဲဂျိန်းဟာဖျားကျောင်းတံပိုင်အဖွဲ့ကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီမှာပဲဂျင်နာတက်တဲ့မုဆိုးဘူဆန်တရားဆရာဂျိုနာတန်နဲ့တွေ့ဆုံခဲ့ပါတယ်။ဂျိုနာတန်ဟာဟော်ကင်းမီတာစုရဲ့အိမ်မှာအမေးရှိနေတဲ့သူတယောက်ဖြစ်လာခဲ့ပါ ါရဲသူဟာဂျိန်းရဲ့တားကိုဆန်ဒီယာတင်ပေးရဲ့စတီဖင်ကို ပြူးစုရှောင်းရှောင်းရာမှာလဲဦးငီပေးပြီးဟော့ကင်းမီတာစုရဲ့ဘဝထဲကိုအလင်းရောင်ပြန်တင်ဆောင်လာပေးခဲ့ပါရဲတစ္ဆာဖောက်မှုအပေါ်မဟုတ်ပဲရှင်တန်မှုနဲ့အပြန်အလှန်အထောက်အပံ့ဖြစ်ပေးမှုအပေါ်မှာတိဆောက်ထားတဲ့ရှုပ်ထွေးတဲ့တုံးပွင့်ဆိုင်ဆက်ဆံရေးတစ်ခု စတင်ပေါ်ပေါက်လာပါရဲစတီဖင်ကလည်းဂျိန်းရဲ့ရုန်းကန်နေရမှုကိုမြင်ရနေတာကြောင့်ဂျိုနာသန်ရှိနေခြင်းကိုတိတ်ဆိတ်စွာလက်ခံခဲ့ပါရဲဒါပေမဲ့လည်းဂျိန်းဟာတတိယမြောက်သားလေးကိုမွေးဖွားတဲ့အခါမှာတော့ပြည်တနာတွေအစာပြု ြုလာပါတယ်။စတီဗင်ရဲ့အမေဟာဒီကလေးကစတီဗင်နဲ့ရတာရောဟုတ်ရဲ့လားဆိုပြီးမေးမြန်းခဲ့ပါတယ်။ဒါဝိုဂျွနတန်ကလည်းကြားတွားခဲ့ပြီးဒီဆွဆွဲချက်ကြောင့်ပဲအဆင်ပြေနေတာတွေကိုရိုက်ချိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးကလည်းအပြန်အလှန်ခံစားချက်တွေရှိနေတာကြောင့်ဂျွနတန်ကအဝေးကိုထွက်သွားပြေးဖို့ကိုပဲဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့စတီဗင်ကဂျင်းအတွက်အကူအညီလိုနေတေးတာကိုသိတာကြောင့်ဂျွနတန်ကိုဆက်နေပြေးဖို့ဖျားချောင်းကိုလိုက်တွားကတောင်းဆိုခဲ့ပါတယ်။အဲနောက်မှာတော့ဖိတ်ကြားမှုတစ်ခုအရာဘော်ဒိုမြ ို့မှာအော်ပရာပွဲတစ်ခုကိုစတီဗင်သွားတက်ရောက်ခဲ့ပါတယ်ဒါပေမဲ့ပွဲကြည့်နေစမှာပဲကန်ဆိုးမှုတစ်ခုဖြစ်သွားခဲ့ပါတယ်သူဟာသတိမင်းမြို့သွားပြီးဆေးရုံတင်လိုက်ရကဆရာဝန်တွေကတော့ချင်းကိုမျိုးလင်းချက်မရှိတော့ဘူးလို့ပြောပြခဲ့ပါတယ်ချိတ်ထားတဲ့ဆက်တွေဖြုတ်လိုက်ဖို့အကြံပြုခဲ့ပေမဲ့ဂျင်းကတော့စတီဗင်ကိုမဆုံးရှုံးချင်တာကြောင့်ခေါင်းမဆွာပဲငင်းဆိုင်ခဲ့ပြီးလေပင်းမှာအသက်ရှူပြွန်ထေးဖို့ကိုခွင့်ပြုခဲ့ပါတယ်ဒါပေမဲ့ဒီခွေးဆွမှုရဲ့ကြောက်မက်ဖွယ်အကျိုးဆက်ကတော့စတီဗင်ဟာဘယ်တော့မှစကားပြောနိုင်တော့မှာမဟုတ်ပါဘူးဒီလိုနဲ့ပဲစတီ ီဗင်ရဲ့ကဘာမှာတိတ်ဆိတ်ခြင်းဟာလွမ်းခြုံသွားခဲ့ပါပြီးအဲ့ဒီနောက်မှာတော့တူနာပြုတ်အတေအီလင်းဆိုသူရောက်ရှိလာခဲ့ပါတယ်တူမဟာဂျင်နာတက်ပြီးတီးခန့်တက်ကဇာလုံးပေါင်းပုတ်ပြားကိုအတုံးပြုတ်ပြီးဆက်တွေ့ပြိုးဆိုတက်ဖို့စတီဗင်ကိုတင်ကြားပေးခဲ့ပါတယ်မကြာခင်မှာဤပညာတိုးတက်လာမှုကြောင့်စတီဗင်ဟာအတန်ထွက်ကွန်ပျူတာတစ်လုံးနဲ့တွေးထားတဲ့ BTech ကလထိုင်တစ်ခုကိုရရှိခဲ့ပါတယ်ဒါရဲ့ကျေးဇူးနဲ့ပဲစတီဗင်ဟာနိုင်ငံတကာမှာအယောင်ရဆုံးဖြစ်လာမဲ့ A Brief History of Time ဆိုတဲ့စာအုပ်ကိုရေးသားနိုင်ခဲ့ ပါတယ်။စတီဗင်ရဲ့ကြိုကြားမှုဟာတဟုန်ထိုးတိုးတက်လာသလိုသူ့ရဲ့အိမ်ထောင်ရေးကလည်းတစားတစ်တစားအဆုံးတက်နဲ့ညှိဆက်လာနေခဲ့ပါပြီ။လူနာလူမျိုးထက်ကြိုကြားသူတယောက်လိုပိုပြီးဆက်ဆံပေးတဲ့အီလင်းနဲ့စတီဗင်ဟာပိုညှိဆက်လာပါတယ်။ ညတညမှာတော့စတီဗင်ကစူလက်ခံယူဖို့အမေရိကကိုဖိတ်ကြားခံထားရပြီးတူနဲ့အတူတွားမှာကဂျိမ်းမဟုတ်ပဲအီလိန်ဖြစ်ကြောင်းဂျိမ်းကိုပြောပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဂျိမ်းလည်းဒီစုံတစ်ခုကိုယင်ကွဲပွဲတဘောပေါက်လိုက်ပါတယ်။အဲနောက်မှာပဲမျက်ရည်တွေဝဲတက်လာပြီးစတီဗင်ကိုကျမရှင်ကိုချစ်ခဲ့ပြီးအကောင်းဆုံးလဲစူးစမ်းခဲ့ပါတယ်လို့ပြောပြခဲ့ပါတယ်။အဲနောက်မှာတော့စတီဗင်ဟာအီလိန်နဲ့အတူအမေရိကကိုတွားခဲ့ပြီးဟောပြောပွဲတစ်ခုမှာပါဝင်ပေးခဲ့ပါတယ်။အမေအဖြစ်လုပ်နေတဲ့နှုန်းမှာចောင်းတာတူဦးကဘိုးပင်ပြုတ် ချခဲ့ပါတယ်။စတီဗင်ရဲ့စိတ်ကူးထဲမှာတော့သူဟာ B-Tech ကလထိုင်ကနေထားရက်ပြီးစင်အောက်ကိုရှောက်သွားကဘိုးပင်ကိုကောက်ပေးလိုက်တယ်လို့ဝန်ထဲဖွယ်ရာမြင်ရောင်လာခဲ့ပါတယ်။ဒါဟာသူဆုံးရှုံးသွားတဲ့ရုပ်ပိုင်းဆိုင်ရာဘဝကိုပြန်တောင်းတမိတာလို့ပြောရမှာပါ။ဒါပေမဲ့ပြုံးလိုက်ပြီးလက်တွေ့ကိုပြန်ရောက်လာကဘဝရဲ့တဒါနိကဗေဒနဲ့ပတ်သက်တဲ့မေးခွန်းကိုဖြေချခဲ့ပါတယ်။စတီဗင်ကသူ့ရဲ့ဒါနကိုကွန်ပျူတာမှာရိုက်လိုက်ပြီးအတန်ချေဆက်ကနေခြေလောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။လူသားတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေ ွေအတွက်နေနမိတ်တွေမရှိတင်ပါဘူးကျွန်တော်တို့အားလုံးက မတူညီကြတာကြောင့်ဘဝကဘလောက်ပဲဆိုးရွားနေပါစေအမြဲတမ်းကိုလုံနိုင်တဲ့အောင်မြင်နိုင်တဲ့အရာတစ်ခုရှိနေပါတယ်အတက်ရှင်တန်နေတွေတော့မျိုးလင်းချက်ဆိုတာရှိနေပါသေးတယ်လို့ဖြေပေးခဲ့ပါတယ်နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့စတီဗင်ကဂျိန်းကိုဒီမားအဲလီစပက်2နဲ့တွေ့ဆုံပွဲကိုလာခဲ့ဖို့ဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီမှာပဲစတီဗင်ဟာသူရဲကောင်းပွဲကိုငင်းပေခဲ့ပါတယ်အဲနောက်မှာတော့သူတို့နှစ်ယောက်အတူနန်းတို့ဥယျာဉ်ထဲမှာအရွယ်ရောက်နေပြီဖြစ်တဲ့တာတမီ၃ယောက်ဆော့ကစ ားနေတာကိုကြည့်နေခဲ့ကြပြီးစကားစမီပြောနေခဲ့ကြပါတယ်။ဇကားရဲ့အဆုံးတက်မှာတော့အဖြစ်အပျက်တွေကိုနောက်ပြန်ရေးပြပြီးပြတတ်ခဲ့ပါတယ်။အချိန်တွေနောက်ပြန်သွားခြင်းနဲ့အတူသူတို့ရဲ့အရွယ်ရောက်ပြီးသားကလေးတွေကနေမွေးကင်းစကလေးတွေဖြစ်သွားတယ်။ BTEC ကလထိုင်ပြောက်ွယ်သွားပြီး Steven တယောက်လမ်းလျှောက်နေတာပြေးနေတာတွေနဲ့တခုန်နေတာတွေကိုမြင်ရပြီးပထမဆုံးအချိန်ဂျင်းကိုတွေးခဲ့ရတဲ့အချိန်ကိုပြန်ပြနေရင်ပဲဇလန်းလေးဟာဒီနေရာမှာအဆုံးတက်သွားခဲ့ပါတယ်။